ဒီနေ့စာလုံးကလာပါဒီနေ့ကအဝတန်ကိုရေဒီနေ့စာပတ်စာကနေပြန်ကြိုးစလိုက်ပါတယ်ဒီတင်ငင်းဆောင်ကအခုပေါ်တော့ကျွန်တော်အခုဒီနေ့ရှင်းပြမယ်ဒီတန်ကိုလေးဒီကနေ့ညကကျွန်တော် page မှာပေါ်တော့အိုက်ကန်ကြီးစာပစ်ချက်ဖို့ဆိုပြီးတင်ပြလိုက်ခါကျတော့ချောချောအန်တူတန်ကိုတို့လိုမျိုးပါမှတ်လိုက်မှတ်နေလေးပါတခါရေးသိချင်တယ်ဆိုပြီးတော့ပေါ်တော့အဲ့လိုမျိုးလေးတွေလေးရှိတဲ့ခါကျတော့အဲကျွန်တော်ကနားလေးလိုအောင်ဆိုပြီး YouTube မှာပေါ်တန်ကိုလေးရတော့ အာမိမလိုတွဲပြီးတော့ပြန်ရှင်းပြမယ်ဆိုတော့အစပြီးစဉ်းစားပြီးသားပဲဒါပေမဲ့အာအခုတခါလေးပေါ့နော်လောက်ပြလိုက်တော့မယ်လို့ပေါ့နော်စဉ်းစားလိုက်တယ်ဘာလို့လဲဆိုတော့အမျိုးလေးလူချင်းကြတာဆိုတော့လေဆိုတော့ကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ကကျွန်တော်သင်တာဒီဝါစုခန္ဓာခဏ်စာရပေါ့နော်ဒီဝါစုခန္ဓာဆိုတဲ့ခန်းကြီးရဲ့အသေးပေးဒါလင်းဆိုတော့နည်းနည်းလေးဆိုပြီးတော့အာတုံးတယ်ဆိုပြီးမယ်သူရဲ့အရှိရခန်းကြီးလေးကကျွန်တော်ကဘာလဲဆိုတော့လူနဲ့ဖဏ္ဍနဲ့တူတဲ့ခန်းကြီးလေးပေါ့နော်ပြောမှဆိုတော့ အဲလူရဲ့ဖနှက်ကောင်မှာဖနှိုင်းအောက်မှာမှဒီဒီအမိုးကြီးဆိုတဲ့ဆင်တူတဲ့ခန်းကြီးလေးထားထားတယ်ပေါ့အဲ့ဒီပုံစံဆိုတော့သူကဒါတော့သရုံးထိတ်ဆိုချက်ကိုမှတ်လိုက်တာပိုကောင်းရပေါ့နော်ဘာဇူခနာဒါလေးနည်းနည်းလေးဆိုတဲ့အဖြစ်ဖြစ်တယ်ပေါ့ပုံစံဟိုနည်းနည်းလေးဆိုပမာဏပေါ့နော်ဝါစုခနာဒီရောပေါ့နော်ဘာခွန်းဝါစုခနာရိုယခီပေါ့နော်ပမာဏကတေးပြီးနေမြချင်းနေမြတေးအဲ့ဒီပုံစံပေါ့နော်ဒါမှမဟုတ်ပမာဏအနေငယ်ပေါ့နော်အဲ့ဒီပုံစံပြောတာ နောက်တစ်ခုကကြတော့ကာစကနာကာစကနာကြတော့ပြည့်သိပေကမိန်တော့ပြော့တော့လို့သိပေရပြီးတော့သူကကြတော့မင်းနဲ့ဆန်တော့အရှိကကြားပူနေကြဘေးရနေလာတော့လဲဆိုတော့ဒီဟိုလာပေါ့ပါလေသူကဟိုပါလေသူချင်းသူ့ရဲ့ခန်းကြီးလေးရဲ့အဲ့အာနေအသေးပေကဒီကာစကနာဆိုဒီခန်းကြီးလေးရပေါ့နော်အရှိကလူခန်းကြီးရဲ့အပေါ်မှာယာမရင်နောက်ကနေပေါ့နော်အမြင့်လေးဆိုတဲ့ခန်းကြီးလေးပေါ့နော်ခဏလေးကျွန်တော်ဆွဲပြအောင်အာ မြင်ရမှာဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလူခန်းကြီးရှိတယ်ပြီးလို့ရှိရင်အပေါ်မှာကျွန်တော်တို့ယာမဆိုတဲ့ခန်းကြီးလေးပါတယ်ပြီးလို့ရှိရင်အောက်မှာပေါ့နော်ကျွန်တော်အမြင့်ဒီမုတ်တုတ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီခန်းကြီးလေး spice ဆိုတဲ့နေရာမှာတောင်းပြီးတဲ့ခန်းကြီးလေးပေါ့နော်သူကခါပြည့်အသေးပေကခါစုခါဗာလေဒီမျိုးဆိုတဲ့ဟိုအသေးပေပေါ့မြန်မာလိုဆိုတော့တိတိလေးပေါ့နော် မိန်တော်ဆိုတဲ့အသေးပဲမရှင်းတာပေါ့နော်အဲ့ရကောင်မကာစကနာဆိုရင်ဒါမိန်တော်ဖြောတော်ဆိုတဲ့ပုံစံလေးမှတ်ကြလေပေါ့နော်နောက်တစ်ခုအကြတော့ဗာလဲဆိုတော့ဗာဒီညောနာအေးဒီညောနာဆိုရင်လည်းဒီလိုမျိုးပဲဒီအပေါ်ဘီဆိုတဲ့ဒီခန်းကြီးလေးကအပေါ်ကကာစကနာဆိုတဲ့ခန်းကြီးလေးဖြစ်ပေါ့ ီးဆိုဒီခန်းကြီးလေးอ่ะဗောနော်ခါစကနာဆိုခန်းကြီးလေးဖြစ်ပြီးတော့မျိုးဆိုခန်းကြီးလေးอ่ะကြာတော့ဒီကောင်းမလေးဗောနော်ကောင်းမလေးတေးလေးဆိုတဲ့ခန်းကြီးလေးဗောနော်ကောင်းမလေးတေးလေးဆိုခန်းကြီးလေးอ่ะမျိုးသူကမျိုးอ่ะကြာသူရဲ့အသေးပေကပါလဲဆိုတော့သူကြောင့်မူတေးလေးမတိကြတဲ့အခြေအနေဆိုတဲ့ခံကြီးလေးဖြစ်တယ်။အဲဒါကြောင့်ဒီမျိုးနာဆိုရင်ဒါမတိကြမြေရာဖြစ်တော့ဆိုပြီးတော့သူက use ဟာကျွန်တော်တို့မှတ်လို့ရတယ်ပေါ့နော်။အဲနောက်တစ်ခုကကြတော့ Q gekina Q gekina ကကြတော့ ဖြူးဆွဲခန်းကြီးတွေကမြန်ဆန်လို့ဟိုအရှိမှာပေါ့နော်ကြားဘူးကြမယ်လို့ထင်ပါတယ်ဟိုဗာလဲဆိုတော့ဒီနှင်းမြန်နေအရင်ဆိုလို့လောက်တဲ့ဆွဲခန်းကြီးတွေအာဆီမဆန်ဒီအရင်ဆိုလို့ဆွဲခန်းကြီးတွေဂေခီဆွဲခန်းကြီးတွေကကြာတော့တာအာဂေရှိတို့ဗာလို့လေနည်းနည်းတောင်တက်လို့ရှိရင်တောင်ကမတ်ဆောက်တာတို့ပြီးလို့ရှိရင်နည်းနည်းဖာကစားလို့တော့ကိုပေါ့နော်ဟိုနည်းနည်းဘယ်လိုပြောမလဲမြန်မာလို့ဆိုရင် ဒီခန်းကြီးလေးကပြင်းဟိုဘာလဲပြင်းအပြင်းလုံးတယ်ဆိုတော့အပြင်းလုံးတယ်ဆိုတဲ့တပေါ်တရားပေါ့နော်အပြင်းလုံးတဲ့တင်းမာလုံးနဲ့ဆိုတဲ့ပုံစံလေးဖြစ်ပြီးတော့ QK ခင်းသားဆိုရင်ဒါရုတ်တရက်ဖြစ်တယ်ဆိုရင်ဒါနီးမြန်းမြန်းနင်းအရုတ်တရက်လှုပ်လိုက်မယ်ဆိုရင်ဒါရုတ်တရက်ဆန်သွားဆိုတော့တပေါ်တရားပေါ့နော်အဒီပုံစံပေါ့နော်အခုကကျတော့ Q ဆိုခုဒီခန်းကြီးကမြန်မာဆိုင်အန်ထရီမှာလည်းမြင်ပြီးမှာပါဆိုခုဆိုရဲ့ တို့အဟိုင်ယိုင်ဆိုတဲ့ခန်းကြီးလေးပေါ့နော် q ဆိုကုနာအရင်မြန်ခွာကြတော့ q ခုနာ q ခုနာလေမင်းအောင်သိနေလို့ထင်တယ် q အကြတော့မာကျော်ကျော်ပါနော်စီမဆန်ကျော်အကြဆီယိုယီနော်အကောင်တော့ဘန်ကျော်ဆိုရယ်ဘန်ကျော်စာလီလာညမှာလည်းတုံးတယ်နော်စာလီလာမှာအကောင်လို့ဆိုရယ်ခန်းကြီးလေးနဲ့နောက်တော့ cool ဆိုရယ်ခန်းကြီးလေးကဒါမင်းအောင်ဘင်းတို့ပြလို့ရှိရင်ဟိုမာကျော်တယ်ဆိုတဲ့သူရဲ့အသေးပေကဟိုဗာလေမာကျော်တာပေါ့နော်မာကျော်တယ်ဗာလေ ပြင်းပြတယ်လို့ပြောမှာပေါ့နော်။မာကျော်တယ်၊တင်းမာတယ်ပေါ့နော်။မာကျော်တယ်၊တင်းမာတယ်ဆိုတဲ့ပုံစံလေး။အဲကြောင့်ကျော်ခိုးနာဆိုရင်ဒါအဲဆိုတော့ခေါင်းမာတယ်၊မာကျော်နေပုံစံကိုမှတ်လို့ရတယ်။နောက်ခေါက်ကျတော့ယောကေနာ၊ယောကေနာဆိုရင် K ရဆိုတာကဂေါ်ခေလို့ပါလိမ့်မှာကလိယာလေးပါသည်တိုင်းထားတဲ့တွက်ချက်ဆိုတဲ့ K ဆိုခံကြီးလေးနဲ့ယောဆိုတဲ့ခံကြီးလေးကကျတော့ယောယူခအားလို့ဆိုတော့နော်။ယောယူခအားလို့ဆိုရင်အာသူ့မှာအချင်းကြီးတစ်ခုရှိတယ်။ယောကေနာဆိုရင်ဒီဒီအချင်းကြီးကမှ k ဆိုတာတွက်ချလိုက်ခါကျပူနေတာပေါ့နော်အဲ့ဒါကိုယော်ခင်းလားဆိုရင်မလိုအပ်ပဲပူလို့တယ်လို့မှတ်ကြတယ်အခုကျ fusion ကဖူရှင်းကကျတော့ဖူဆိုတာကျတော့အငင်းတွေအာပြီးလို့ရှိရင်ဟိုဘာလဲအငင်းတို့ပြီးလို့ရှိရင်အနှုတ်ဘက်ကဆောင်တဲ့ခန်းကြီးပေါ့နော်ဒီခန်းကြီးတွေကရှင်းဆိုတဲ့ခန်းကြီးတွေကကျတော့အဲမိနာဆန်တို့ဘာလဲဒါနဲ့ credit card တွေဘာလဲချောက်လိုက်ခါကျတော့ရှိရင်ကိုယ့်ကိုယ့်ရဲ့ဒီနေရာလိပ်စာမှန်မှန်ကိုယ့်နာမည်မှန်မှန်ပြီးလို့ရှိရင်ကိုယ့်ရဲ့လိပ် ပြန်လာစားကဘလောက်ရှိလဲပုံမူတည်ပြီးတော့တူတူက critical ချပေးတယ်မချပေးဘူးကိုအကျိုးရှိတာမရှိတာပုံမူတည်ပြီးတော့ရှင်းစားဆိုပြီးပြောကြတယ်မလားအေးရှင်းရရှင်းပေါ့နော်အဲ့လိုဆိုတော့ဘာလဲဆိုတော့အာရှာဖွေတဲ့ခါမှာတန်တရားဖြစ်တယ်ဒီဘာလဲမယုံတင်တာဖြစ်တယ်ပေါ့အဲ့ဒါကိုဖူရှင်းတာလို့တောင်းနော်ခေါ်တော့ကိုရှိကိနာကိုရှိကိနာကြတော့ အဲ့လေရှိကီဆိုတာကကြတော့ဒီပွဲတွေပါ event event ပွဲပေါ့နော် event ပွဲတွေပါဒီမှာလောက်ကြတယ် event ပွဲတွေပါဒီမင်္ဂလာမင်္ဂလာ wedding ပွဲတို့ဒီ band ချက်မှာလောက်ကြတော့ပါစေဒါရှိကီဆိုဒီခံကြီးတွေတုံးပြီးတော့ခိုးကကြတော့ဟိုကြောညာတွေပါဒီမှာတော့ပါလားခိုးခိုးခိုးတို့ပါဒီမှာကြောညာဆိုင်းဘုံတင်တော့ပါဆိုတော့ဒီ event ပွဲတွေနဲ့အတူတူကြောညာတင်လိုက်ရဆိုတော့ဒါဒီ public ဖြစ်လို့ official ဖြစ်လို့ပေါ့အဲအကြောင်းခိုးရှိကီနာမဟုတ်ချာစေးတုံးနာစေးတုံးနာကြတော့ စိဆိုတာဒါသာရှိဆိုတာမှန်တယ်ဆိုတာခံကြည့်နေတိုးဆိုတဲ့လုံးဝတိကျတယ်အဲလုံးဝကွက်တိကျတယ်ဒါပဲပေါ့ထိသွားတယ်ဆိုတော့မင်းများကဥပထိပေါက်တယ်ပါဆိုတော့အတားလို့ဆိုဒီခံကြည့်ပဲလေဆိုတော့အထိပေါက်တယ်ဆိုတာလည်းထိသွားတယ်ဆိုတော့တိကျလို့ထိသွားတာပေါ့နော်မှန်ကန်လို့ထိသွားတယ်ဆိုတဲ့ပုံစံအဲကြောင့်စိတ်တွားဆိုရင်ဒါနီလန်းမှန်ကန်လို့ဆိုညံမှာတုံးပြကြတယ်နောက်ပေါ်ကျစိတ်ဂျောနာစိတ်ဂျောနာကြတော့ဂျောဆိုတဲ့ခံကြည့်ရအောင်ဆွေးနေအမြဲတမ်း အာမင်းသားတို့ဒီအန်တူမှာကြားဘူးကြအောင်ဆွန်လင်းကြီးဆိုတာကြတော့ဘာနဲ့တူလဲဆိုတော့အစ်ဆုမိုနဲ့တူတယ်အစ်ဆုမိုရဲ့ဟိုဘာလဲနောက်ထပ်တစ် level ရတော့ရင်ကြီးတဲ့ level ကဆွန်လင်းကြီးကိုအစ်ဆွန်လင်းကြီးဆိုတာဒီခန်းကြီးတွေပဲတာဝန်မင်းသားဆိုမှမြင်ဘူးကြရဲဆိုဟီဂျောလေးဘာမှမြင်ဘူးကြရဲပေါ့အဲ့ဒါကငါစိတ်ချောနာဆိုရင်တော့တွေ့လက်ပတ်မှုဒါပြမလာတဲ့ဥမာနဲ့ပြထားတာပေါ့နော်ပုံမှန်ဖြစ်တော်ဆိုရင်ဒါစိတ်ချောနာဟင်ကမ်ပကင်းနာကမ်ပကင်းနာဆိုရင်လည်းမင်းသားဆန်တို့ဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ဟိုဟို ပြီးမြောက်တယ်လုံလောက်တယ်ဆိုတဲ့နေရာလေးဖြစ်တယ်ဗောဒီခန်းကြီးလေးခဏတော့ဒီပိတ်ခီဆိုတဲ့ခန်းကြီးလေးပိတ်ခီဆိုတဲ့ခန်းကြီးကသူကအရှိကသူမပါဘူးဆိုရင်တော့သူ့ရဲ့ပုံစံကဟေခီဆိုတဲ့ခန်းကြီးဗောနော်ဟေခီအတန်းထမှာဗောနော်ဟေခီဆိုတဲ့ခန်းကြီးလေးကဗာလေသူ့ရဲ့အသေးပေကဗာလေဆိုတော့ပြည့်စုံခြင်းအမှန်ကန်ဖြစ်ခြင်းလို့အသေးပေရတယ်ဗောနော်တလုံးသေးဆိုရင်ဗောနော် ဲ့ဒါကိုမှမင်းဆရာတို့အောက်ဒီမှာမြင်မြင်ကြအောင်ဒီမှာဘယင်ဆွဲခံကြီးလေးဆိုဆက်စီရမှတ်ရလွယ်အောင်ပါမင်းဆရာတို့မှတ်စီချင်တယ်ဆိုဘယင်ဆွဲခံကြီးလေးပါနေတယ်ဘယင်ဆိုတာကြတော့တော့အပေါ်ခံကြီးဆိုရှီယာဝါဆက်ဆွဲခံကြီးလေးဆင်တူနေတယ်ဘတ်ခံကြီးကကြတာထိုလိုဖူးဆိုတဲ့ခံကြီးလေးဆင်တူနေတယ်ဘင်းဆိုတာဝမ်းမြောက်ခြင်းလေးရောက်ရှိလာတယ်ဆိုတော့ကေဘွားပါဖြစ်နေတယ်ဆိုတော့ပြည်စုံနေတယ်အဲ့လိုမျိုးမှတ်တယ်ဘွားကြောင့်ခံပိကိနာဆိုရင်ဤဆုံးတော့ပြောမှဆိုရင်အပေါ်ခံကြီးလေးက ဘုဒ္ဓခုဆိုရောက်ရှိဆိုခိုင်းဒီတော့မဟုတ်ဘူးเนาะစင်တူတယ်လို့စင်တူတာဖြစ်ဖြစ်ချက်မှရလောက်ဆန်စီရတော့အဲ့လိုမျိုးပတ်စီချင်လို့ပြောချင်တာเนาะအခုကြတော့ခန်းကေဆွနာခန်းကေဆွနာကြတော့ကေဆွနာဆိုတာကြတော့မမများစမင်းဝင်ကြတဲ့ခန်းကြီးကရေဆက်နဲ့ရေဆက်လေးပါလေပြီးအချီလေးလည်းပါတယ်ပြီးလို့ရှိရင်အပေါ်မှာဒီလိုမျိုးမြေကြီးပုံစံလေးလည်းပါတယ်ပြီးအားလေးလည်းပါတယ်ဆိုတော့ရေဆက်လေးတွေနဲ့အချီမွေးလေးတွေနဲ့အချီမွေးဆိုတဲ့ပြည့်စီလေးတွေနဲ့အားလေးတွေတုံးပြီးတော့ တန့်ရှင်ရင်လောက်ကြတယ်ဟောတန့်ရှင်လောက်တဲ့ခါကျတော့လွယ်လွယ်ကူနဲ့တန့်ရှင်သွားတယ်ပေါ့အဲ့ဒီပုံစံကသူ့ရဲ့အသေးပြာဒီပုံစံရောက်တယ်ဆိုရင်မိမာတို့ကတော့တတိယချက်ဖြစ်တော့ကြည်ကြည်လေးလေးတန့်ရှင်ရှင်ဖြစ်တော့လည်းလူမှလို့ရတယ်ပေါ့နော် can personal change လေးပေါ့နောက်ကကြတော့ may hakuna ဆိုတဲ့ change လေးက haku ဆိုတဲ့ရှိဆိုတဲ့အဖြူရောင် change နဲ့မနက်ဖြန်ဆိုတဲ့ change လေးပေါင်းထားရယ်ပေါ့နော်ဆိုတော့မနက်ဖြန်အဖြူရောင်ဆိုတာဒီတာထင်ရှားတယ်ဆိုတဲ့ပုံတရားနဲ့စံစီကိုမှတ်လို့ရမယ်လို့ထင်ပါတယ် အဆိုတော့ဆန်စီရဖတ်စက်ချီချီအောင်နော်အများကြီးမတော်ဘူးဗောနော်နည်းနည်းလေးတခါလေအဲမှတ်မိစေချင်ပြီးတော့နည်းနည်းလေးပဲတော်မယ်ဗောနော်ဆန်စီဆိုအဲ့ဒါဒီနေ့ဆန်စီပဲထိတော်မှာလဲဆိုတော့อืมဒီထိတော်လိုက်မယ်အဲတူဒီထိဒီထိတော်လိုက်မယ်နော်အဲဆိုဒီအဘတော်နည်းဆက်ဆက်မယ်ဘာခွာကြောင်းအခက်ကန်တကိနာခက်ကန်တကိနာတကိနာဆိုတာကခုခုကိုဖြစ်တော့ဖြစ်တော့အဲ့ဒီလိုမျိုးဆိုတာဖြစ်တော့ဆိုတာပြောလို့ဆိုတော့ ဟိုဘာလဲစမ်းစီလို့ညောမှာစကားမှာဆိုရင်ရေပူရအာဖြစ်အာဖြစ်တို့ဖြစ်တော့အဲပုံစံပြောချင်တာပေါ့နော်ကကဆိုတာဟိုကကဆာမိုင်းခံကြီးလေးကန်ဆိုတာကြမင်းနောက်ဆန်တို့အာ entry မှာ entry မှာကြာပူကြမယ် and live live ပြီးတော့ရှုခင်းတွေကို live ပြီးတော့ကြည့်စုတာကြည့်စုတာတို့ပြီးလို့ရှိရင်ပေါ့နော်ဟိုလှဲ့လေဟိုကဘာလက်ခီးသွားတို့ပြီးလို့ရှိရင်လှဲ့လေကြည့်စုတဲ့ခီးသွားရပါဆိုခန်းကိုကက်ခုလိုပါလို့မှတုံးတယ် န်ဆိုတဲ့ဒီခန်းကြီးတွေကချစ်ရှုရဲ့ဆိုတော့နှစ်ပတ်ချစ်ရှုရဲ့ဆိုတဲ့ခန်းကြီးတွေဘယ်သူတွေကလည်းချိန်မချိန်မလဲဆိုတော့ customer တွေလည်းချိန်မဆော customer တွေကလည်းလက်ချစ်ရှုမယ်ဆိုတော့ဒီရှုခင်းကြီးလှလို့ပေါ့ရှုခင်းလှရဲ့ဆိုတာအကောင်းမြင်စိတ်ရှိလို့ရှုခင်းကြီးလှရပေါ့အဲ့လိုမြင်ရဆိုတော့အကောင်းမြင်တော့အများအမြင်နဲ့ကြည့်တော့ကို captain တက်ကီလိုမှတ်တယ်ပေါ့နော်အခုကြာ thank you kuna အန်ကျုကနာချတော့ခန်းကြီးလေးကကျတော့ကျုပ်ကဆိုတီးသွားဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အန်ဆိုတဲ့ခန်းကြီးလေးကဂျော်ဆေးဆိုတဲ့မင်းမျိုးလေးနဲ့ဒီ ့ဒီဒီခန်းကြီးတွေကတဖက်လူကိုအီးမေးလ်ပါရေးပို့နေရမှာတောင်းတဲ့ခန်းကြီးတွေအဆင်ပြေတယ်ပါလဲဆိုတော့အတင်းညာလို့ထည့်ပေးရတယ်ပေါ့နော်အတင်းနာဆိုတဲ့ခန်းကြီးတွေကတဖက်လူဆိုတဲ့အသေးပေးရပြီးတော့ဒီမှာကြော်စင်းနဲ့ပေါင်းထားတယ်ဆိုတာကပါလဲဆိုတော့တဖက်လူကိုတွေ့ဝိုက်တော်နီလန်းနဲ့စကားပြောတယ်ဆိုရင်အမျိုးမှတ်ရတယ်အန်ကျော်ကူနာဆိုတဲ့ခန်းကြီးတွေပေါ့နော်အာကွာချာတော့ဖူကာကေဆိုနာဖူကာကေဆိုနာဆိုဖူဆွဲခန်းကြီးတွေကအပေါ်မှာမြန်ဆန်လို့တက်နေကြဆန်စီရှင်းပြခဲ့တယ်အငင်းတို့ ဟိုဘာ negative sign နဲ့ဘာချင်မှာတော့ negative ကြီးလေခါဆိုအားကြတော့ခံလို့ဘာလို့မတော်ပြရလုံးနိုင်ဆိုတဲ့ခံကြီးကြီး case ဆိုအားကြပြက်ကွက်တာမဖြစ်နိုင်တာဆိုတဲ့ခံကြီးလေးဆိုတော့ဒီညမှာအဲ true ခါဆိုရင်ဘာလဲမလုံးလို့ case ဆိုတဲ့ဟာပြက်ကွက်တယ်မလုံးလို့ပြက်ကွက်တယ်ပြန်ဒီမလုံးရင်ပြက်ကွက်မှာပေါ့အဲ့ဒါကောမလုံးလို့မရဘူးမပါဖြစ်ပါရမယ်ပေါ့ဆိုတဲ့အိပ်ပင်နဲ့ကကေဆုနာဆိုမပါမဖြစ်ဖြစ်တော့မရှိမ မရှိမဖြစ်တော့ဆိုတဲ့အသေးသေးပေါ့နော်အဲ့ဒါဆိုဒီနေ့ဒီခန်းကြီးလေးဒီကိုတန်းစီပြတဲ့ပုံစံဒီ line မှာကြည့်ပြီးတော့တစ်ခါတော့ပေါ့နော်နားလေးဝင်အောင်ပြန်မှကြည့်ပါပြလို့ရှိရင်ပေါ့နော်ဆက်ရှိပါတဲ့ပုံစံလေးနဲ့လည်းနားလေလားပေါ့နော်နားလေလို့ရှိရင်တော့နောက်ဗီဒီယိုလိုမျိုးပုံစံလေးနဲ့အဝမ်းတန်းကိုလည်းရှင်းပြသွားဖို့စိတ်ကူးထားပါလေကဲဆိုနောက်ဗီဒီယိုမှာဆက်ကြကြမယ်ဗျအကြမ်းတမ်းနေ